တိတ်ရှုံးစင်မောင်ကိုမတက်ခင်တင်းတင်းထွန်းရဲ့ထူးဆန်းတဲ့လောရဲတစ်ခုကိုပြောင်းလာရင်လို့ရှင်တော်ဦးတိန်ညောအစောတော်တေယုဆောင်မင်းသမီးတင်းတင်းထွန်းရဲ့ထူးဆန်းတဲ့အကျင့်ကြံတစ်ခုကိုပြောင်းလာသူကလူရှင်တော်ဦးတိန်ညောမှာတင်းတင်းထွန်းဆိုတာကတော့မြမပြည်မှာအစောကတေယုဆောင်ဆွေဆုံရတဲ့အမျိုးသမီးလူညာရှင်တို့လို့ဆိုအပ်မှာဖြစ်ပါတယ်ဒါအပြင်တင်းတင်းထွန်းကိုမြန်မာနိုင်ငံရဲ့ fashion ဘယင်မဖြစ်နေတင်းစားကြပါသေးတယ်ဘာလို့လဲဆိုတော့တင်းတင်းထွန်းရဲ့ fashion တွေဟာသူခင်သူကမြန်မာနိုင်ငံကအမှုပညာရှင်အားလုံးထံမိမိုက်ခဲ့တာပါတင်းတင်းထွန်းကဒီလိုမျိုးမိမိုက်နေတဲ့ fashion တွေကိုစစ်မြန်းနိုင်ဖို့အတွက် အဲ့ဒီခင်အဲ့ဒီအခါကလေးကစင်ကာပူထိုင်းစားတဲ့နိုင်ငံတွေထိကိုသွားရောက်ခါဖက်ရှင်အင်ကြီးတွေဝတ်စုံတွေကိုဝယ်ယူဆင်မြန်းခဲ့တယ်လို့ဆိုပါတယ်ထို့သဖြင့်တော့ဒီနေ့ထုံးရဲ့ဖက်ရှင်တွေကခေတ်ရှိပြေးခဲ့တယ်လို့ဆိုရပါလိမ့်မယ်ဒီနေ့ထုံးကမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသမီးဖြစ်နေတဲ့နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေအများကြီးကိုရိုက်ကူးခဲ့တာပါဒါ့အပြင်ဒီနေ့ထုံးကဆိုတော့လေလောက်ပါသေးတယ်တင်းနေထုံးကိုစီးကဲ့ညီကြီးကခုံနေတဲ့တင်းနေထုံးရဲ့ရှိုးပွဲတဲကပုံရိပ်ဒီဟာပရိသတ်တွေအသေးဆွဲဖြစ်ခင်ရတာပါတင်းနေထုံးကစင်ပေါ်မှာပေါ်ဖော်မန့်အကမျိုးစုံကိုတချင်းဆိုရင်းနဲ့ပိုင်းနိုင်စွာကခုံနိုင်ပါသေးတယ် တင်းတင်းထွားရုပ်ရည်ချောမကအမှုပညာရင်ချင်းပြေဝပြီးတော့အောင်မြင်တဲ့အမှုပညာရှင်ဖြစ်လာကြအောင်တင်းတင်းထွားရဲ့အချက်ကိုလိုချင်တဲ့ယောက်ျားသားတွေကလည်းဝိုင်းဝိုင်းလည်နေကြတာပါအဲ့ဒီကဲအဲ့ဒီအခါမှာတင်းတင်းထွားကမြန်မာနိုင်ငံကပုရိသယောက်ျားတွေသားမှာဆဲဆောင်မှုအရှိဆုံးမင်းသမီးဖြစ်ခဲ့တာပါဒါမှမဟုတ်တင်းတင်းထွားကအိမ်တော်မပြုတ်ဝဲနဲ့အပြိုကြီးလောက်ခါမိဘအောင်လိုကျေးပြုစုခဲ့တယ်လို့အချိန်တစ်ခုရောက်လာတာမှလူပောင်လောကကိုဆွန့်ခွာကမေတ္တာရှင်ဘောကနေတာတနာဘောင်မှာတရားအထုတ်နေတာဖြစ်ပါနေခုအခါမှာတော့လူရှင်တော်ယူနေညွန့်ကဆရာလေးနနာမာလာတို့ဖြစ်လေနမင်ကြီးနဲ့မင်းသမီးတင်းတင်းထွားရဲ့အကြောင်းတွေကိုပြန်ပြောင်းပြောလာခဲ့ပါတယ် ရှင်တော်ကြီးဦးတိန်ညွန့်ရဲ့အဆိုအရဆိုရင်တရုတ်ဆောင်မင်းမီတင်းတင်ထောင်ကတော်တော်လေးကိုစိတ်ထားကောင်းပြီးဘသူကမဆိုချိုးတိုင်းကျေးစွာပြောဆိုတတ်တယ်လို့ဆိုပါတယ်။သူဖြင့်တင်းတင်ထောင်ဟာတိလာရှင်မွေးခင်သူမအရန်ကိုအောင်မြင်တဲ့အချိန်မှာတော့ဖျားတရားလောက်တာမပြတ်ခဲ့ဘူးလို့လူရှင်တော်ကြီးဦးတိန်ညွန့်ကပြောလာတာပါ။တင်းတင်ထောင်ကစင်ပေါ်မှာဖြောပြင်းနေတော့ဟော့ရှော့ဆွဲဆောင်မှုတွေကောင်းကောင်းနဲ့ဖြောပြတတ်တာပရိသတ်တွေကိုပွဲထိန်တာလေအရန်ကိုတော်တယ်လို့လူရှင်တော်ကြီးဦးတိန်ညွန့်ကရှင်းပြခဲ့ပါတယ်။သူဖြင့်တော့တရုတ်ဆောင်မင်းမီကြီးတင်းတင်ထောင်ဟာအကအလာတွေနဲ့စင်ပေါ်မှာမြမြကြကြဖြောပြတတ်တာပါ။ ဒါပေမဲ့လေဆင်ရောက်ကိုရောက်တဲ့အချိန်မှာတော့မင်းသမီးကြီးတင်းနေထောင်ဟာတရားထိုင်ပရိစိတ်တာတွေကိုပဲအချိန်ကုန်နေခဲ့တယ်လို့ဆိုပါတယ်အစောပိုင်းမှာတော့လူရှင်တော်ရဲ့ဥဒိန်ထောင်ဟာတင်းနေထောင်ကဆင်ပေါ်မှာအသက်ကောင်ကဲပြီးတော့ဖြောပြပြီးဆင်ရောက်ရောက်တဲ့အခါမှာချက်ချင်းမျက်နှာတီးကတရားထိုင်ပရိစိတ်နေတဲ့တင်းနေထောင်ရဲ့စတိုင်ထွင်းနေတဲ့ဟန်ဆောင်နေလို့ပဲလူရှင်တော်ရဲ့ဥဒိန်ထောင်ကထင်မြင်မိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့လေတကယ်တမ်းရုပ်ရှင်တရားဆောင်မင်းသမီးတင်းနေထောင်တရားသာသနာပေါင်တွေကိုဝင်ရောက်သွားတဲ့ဆိုတဲ့သတင်းစာမှာတင်းနေထောင်ရဲ့ဘာသာရေးလိုက်စားမှုကိုအားသိနေရကြောင်းလေလူရှင်တော်ရဲ့ဥဒိန်ထောင်ကရှင်းပြခဲ့ပါတယ် ။တနေ့ထုံးကလူလောကကြီးကစွန့်ခါကဆင်ရလေးနနာမာလာဘွဲအပြီးမှာညီမပြီးအလဲပိုင်းကတနေ့မှာငင်းချမ်းစွာနဲ့တော်ရဆောက်တီနေကတရားဘာဝနာတွေကိုအားထုတ်နေရမှာမိခင်ကြီးကကင်ဆာရောဂါကိုပြင်းထန်စွာခံစားရပြီးတော့ကွယ်လွန်သွားတာကလည်းတနေ့ထုံးကိုသာသနာဘောင်ကိုဝင်ရောက်စေတဲ့အဓိကအကြောင်းရင်းလို့ဆိုရပါလိမ့်မယ်။စကိုင်းတိုင်းဘုတလင်းမျိုးကြောင့်ပန်းတော်ရမေဒီလာရှင်ကြောင့်မှာတရင်သုံးနေတဲ့ဒေါ်နနာမာလာတိတ်ဆုံးသွားပြီဆိုတဲ့သတင်းတွေလည်းထွက်ခဲ့ရပါ။ဒါမှမဟုတ်လည်းခုချိန်မှာတော့ဆရာလေးနနာမာလာတစ်ဖြစ်လည်းတင်းတင်းထွန်းဟာ ငင်းချမ်းချမ်းမာစွာနဲ့တရားဘာဝနာအားထုတ်လျက်ရှိရလို့လည်းသိရတာပဲဖြစ်ပါရဲ့။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောပူလောင်နေတဲ့လူပေါင်းလောကကိုစွန့်ခွာပြီးငင်းချမ်းတဲ့သာသနာနေမြေမှာတရားအားထုတ်နေတဲ့တင့်နေထောင်းပေါ်မှာဗီဒီယိုရဲ့အမြင်လေးတွေကိုရိုက်မှတ်ချက်ပေးသွားကြပါအောင်ရှင်။